ကျွန်တော်တို့ရဲ့ရှာနေကိုကျေးချူအပ်နေရတဲ့ပြည်ပညာအကြောင်းပြအကြောင်းသိကျင်တယ်လို့ပြော ARV အကြောင်းလည်းသိကျင်တယ်ပြောပြပါအောင်ဆိုတဲ့အခါကျတော့စော်ဖိုးရင်းကြောင်းပါကြားသေးတယ်ကိုမောင်းဆိုတော့အေးပါစော်ဖိုးရင်းကြောင်းကိုစော်ဖိုးရင်းကြောင်းရဲ့ကြောက်ပြအကြောင်းရဲ့နော် ARV အကြောင်းရဲ့ကျွန်တော်ပြောပြပါမယ်နော်ကိုစော်ဖိုးဟင်းအကြောင်းကတော့အကျွန်တော်ပြောနိုင်တာတော့ရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကိုစော်ဖိုးဟင်းဒီကိုစော်ဖိုးဟင်းဒီလုံးဝဆွဲစီခံရတာပါဆွဲစီခံရဆိုတာကိုစော်ဖိုးဟင်းဒီနိုင်ငံအတွက် တို့အရန်ကိုကြောက်ရွံ့ရတဲ့လူတယောက်ဖြစ်သွားဖို့ရပါလေနော်နာဆာကကတော်တော်ကြောက်ရွံ့သွားရတယ်တက်မတော်ကမှကြောက်ရွံ့သွားရတဲ့ပုံကူတယောက်ဖြစ်တဲ့ကြောင့်မလို့ကိုဇော်ဘောဟင်းကိုအမှုလဲမဆွဲနော်အမှုလဲမရှာဘဲနဲ့ဘယ်မှာထားလို့ထားမှမသိဘဲနဲ့ဆွဲစီထားတာပါနော်ဘယ်အချိန်မှာဘယ်လိုပြန်ပေါ်လာမလဲဆိုတာပြန်ပေါ်လာဖို့တော့မျှော်လင့်နေနော်အဲ့တော့ကျွန်တော်တို့ပြောမနိုင်ဘူးသူဒီအခုချိန်ထိအပြောက်ရိုက်ခံထားရတယ်အပြောက်ရိုက်ခံတာဘာကြောင့်အပြောက်ရိုက်ခံတာလဲ နော်ဘာကြောင့်အပြောင်းရခံတာဆိုလို့ရှိရင်သူဒီဘလုံးမာဒီအမ်စစ်တပ်ဘက်ပေါ့နော်အမှန်တရားကိုပြောနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လို့ပေါ့ကျွန်တော်ကတော့အမှန်တရားပြောပေမဲ့လေအဲကိုစောဖိုင်းဟင်းလောက်တော့ကျွန်တော်မပြောရဲပါဘူးနော်အဲ့တော့ကိုစောဖိုင်းကအမှန်တရားပြောနေတဲ့အတွက်ကြောင့်မို့လို့သူဒီစစ်တပ်ရဲ့လှုပ်ထုံးဘာမှမစလို့စစ်တပ်ရဲ့နတ်ဆာကရဲ့လုပ်ငန်းစဉ်တွေအားလုံးထိခိုက်နိုင်တယ်ဆိုတော့ရွေချက်များရှိနေလားတော့မသိဘူးပေါ့ဗျာနော်အဲဒါကြောင့်မို့လို့သူ့ကို အဲသူ့ကိုဘာမှုမှလည်းမစွဲသေးဘူးเนาะမစွဲသေးဘူးလို့ပြောလို့ရတော့ဗျာเนาะဘယ်ကူမှမပုတ်သေးပဲနဲ့เนาะအသူဒီနေရာတနေရာမှာစစ်ထောက်လိုင်းရေးတော်လည်းကောင်းစာရဖောက်တော်လည်းကောင်းအထုတက်ဖွဲ့တော်လည်းကောင်းတခုခုရဲ့နေရာမှာတော့ရှိနေပါပြီเนาะအဲ့လောက်ပဲကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီထက်ပိုပြီးတော့သိကျင်ရင်တော့စောင့်ပြီးတော့နားထောင်ပါလို့ကျွန်တော်ပြောချင်တယ်เนาะဒါကကိုဇော်ဖုံးဟင်းရဲ့အခြေအနေကိုကျွန်တော်ပြောပြရအောင်เนาะဟုတ်ပြီ ကြောက်ဖြူကြောင်းသိကျင်တယ်။အာကြောက်ဖြူကတော့မိုက်တာဗော။ကြောက်ဖြူကတော့အားကောင်းတယ်လေအဆင်ပြေတယ်။ကြောက်ဖြူကလက်နက်ကြီးတက်ကအခုဆိုရင်ယာတုတိုးသွားပြီ။နော်။ကြောက်ဖြူကြိုက်စစ်ကေကနေကြော်ပြီးတော့ရက်တရင်30နှစ်ကိုလာတိုက်တယ်။အသေးအချေဝင်လုံးတယ်။လုံးတဲ့အခါမှာစစ်တပ်ဒီအမြောက်တက်ကရွရွချွန်ချွန်ခုခံတိုက်ခိုက်တယ်ဗောနော်။ခုခံတိုက်ခိုက်တဲ့အခါမှာအီအီဒီအတုံးအယုံနဲ့ကြပြီးတော့နောက်ကိုလန်ပြန်သွားရအောင်လက်တံပြောင်းတယ်။ လက်တံပြောင်တဲ့ပြင်ကိုပြစ်မှတ်တွေကတိကျတယ်ပြစ်ချက်တွေကတိကျတယ်သူတို့ရဲ့စူးစားအထုံမှုနော်စူးစားအထုံမှုအတွက်လက်နက်ကြီးပြစ်တဲ့လက်နက်ကြီးတက်ပြီးယာဒူးတိုးသွားပါပြီနော်ခင်ဗျားတို့နည်းနည်းလေးလက်ခုပ်လေးတီးပေးလိုက်ကြပါဦးနော်သူတို့လေးစားရမယ်နော်တော့ကြောက်ဖြူရာသူတိုးကုန်ပါပြီเนาะအဲ့တော့နောက်တစ်ချက်အနေနဲ့ကြောက်ဖြူမှာအားရစရာကြောက်ဖြူစိတ်ချရပါပြီစိတ်ချရပါပြီဆိုတော့လေ ဲတဘုံနေနေနဲ့ရှစ်ဆက်တိုးဖို့မလွယ်တော့ကြောက်ဖြစ်မှာကြောက်ဖြစ်သွားတော့အားလုံးအစင်းသင်းရှိနေပြီတဘုံကိုနှိမ်နှင်းမယ်ဟေးဆိုလို့ရှိရင်ကြောက်ဖြူနေမကောက်ကြောက်ဖြူတဲ့ကြော်ပြီးတခြားမျိုးတွေပဲဆက်သိမ်းလို့ရတယ်အခြေအနေတွေရှိနေပြီနော်ဒီနေရာမှာအရေးကြီးတာတော့ခင်ဗျားတို့အထက်အမိန်တစ်ခုပဲပေါ့ဗျာနော်အဲကြောက်ဖြူနေပတ်သက်ပြီးတော့သိစေချင်တယ်အဲမနေ့ကတော့နော်တယောက်သူတို့စနိုက်ပါနဲ့လာထောက်တာအတွက်ကြောင့်မလို့စနိုက်ပါနဲ့ခိုးခိုးပြီးချောင်းပြီးလာထောက်တာရှိတယ်နော်တယောက်ထိပါမစိုးရင်ရပါဘူးနော် တော့တောက်ပြချင်းနေဒီလိုရှိတယ်ဟုတ်ပြီနောက်ပါမေးခြင်းနဲ့ ARV နဲ့ပတ်သက်ပြီးမေးခြင်းလား ARV နဲ့ပတ်သက်ပြီးပြောမယ်ဆိုရှင်တော့ ARV ကဟိုထိုးစစ်ဆင်မဲ့ဆိုပြီးစတဲ့အချိန်မှာလဲကျွန်တော်နားလဲသိရှိထားတာရှိပါတယ်ဒါပေမဲ့စစ်ရဲ့ဘယ်လိုခေါ်မလဲဆိုတော့ရှစ်ဆက်သွားမယ်လုပ်ငန်းစဉ်မှုလို့ကျွန်တော်အနေနဲ့မပြောဘူးအဲ့တော့ view ဟာတွေအားလုံးပေါင်းပြီးစစ်ထိုးဖို့ကတော့ရှိနေခဲ့တာကြာပြီเนาะကြာပြီ တကယ်တကယ်တမ်းစစ်ဆထိုးတဲ့အချိန်လွန်ခဲ့တဲ့နှစ်ရက်ပေါ့နော်လွန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကနေစပြီးတော့ကျွန်တော်ဟိုပြောပြခဲ့တယ်ပြောပြတဲ့အခါမှာရည်ရွချွန်ချွန်တဲ့ကို AR မှာတကယ်အထူးတက်တင်တဲ့ကိုတိုက်ပါတယ်ဒါအထူးတက်နဲ့တိုက်တယ်အထူးတက်နဲ့တိုက်တဲ့အပြင်ကိုလေရင်နဲ့လည်းကျွန်တော်တို့လေရင်နဲ့ကျဲတယ်လက်နက်ကြီးပစ်ကူကလည်းဒီဖြူဟာတွေကလည်းလက်နက်ကြီးပစ်ကူတွေပေးတယ်လိုအပ်တဲ့နေရာတွေအားလုံးကိုနေမြရှင်းလင်းနိုင်ခဲ့ပြီနေမြစိုးမိုးမှုတွေပြန်ရပြီ ဝါတော်ကွင်းကနေပြီးတော့မြို့ကုန်းအထိကိုတက်ကလုံးဝစိုးမိုးပလိုက်ပြီစိုးမိုးလိုက်ပြီးတော့ကျွန်တော်တို့အဲ့မှာဂျူဟာတွေလည်းပြန်ထိုင်နိုင်ပြီဖြစ်တယ်เนาะနန်းတော်ကုန်းနန်းတော်ဦးဖရာဖရာတောင်မှာကျွန်တော်တို့ဒီဂျူဟာကိုပြန်ထိုင်နိုင်ပြီအဲ့တော့တကယ်တမ်းတိုင်နေမှာ308နဲ့တမ66နဲ့တိုင်နေတာဖြစ်တယ်အဲ့တော့ရန်ကိုတွက်လက်ပါတယ်ဥဆောင်သူကတော့ကွင်းကောက်ကနော်အဲကွင်းကောက်ကဒီကျွန်တော် တကယ်ဒီကြောက်ကြီးပေါ့ဗျာနော်ပိုချုပ်အဆင့်ကနေပြီးတော့အစီမံကုတ်ခဲ့ပြီးတော့ဥဆောင်တော့ကြားသေးရတယ်စနစ်ကြတယ်အောင်မြင်မှုရတယ်နော်အောင်မြင်မှုရတယ်ပြတ်သားတယ်အဲနောက်တစ်ခုကမိကိုတန်ထွက်ရင်တောင်မှပဲလက်နက်ကြီးကရောက်လာတဲ့အချိန်လေးဖြစ်တဲ့ကြောင့် AAPDF တွေတော်တော်လေးတော့ကစင့်ကလျာဖြစ်ပြီးတော့ကြာဆုံးမှုတွေအများကိုများနေတာတွေ့ရတယ်မနေ့ကအထိဆိုရှင်3-4မှာစူညံတန်နေကြားနေဆိုရင်အဒီနာတက်တွေကနေပြီးကျွန်တော် ီနာတက်တရင်ရဲ့ကွက်တွေကလည်းကျွန်တော်နားနားဘာမှမစောတရင်ရရှိတယ်အဲ့တော့တကယ်ကို special saw နေပါတယ်เนาะတကယ်ကို special saw နေတာဖြစ်တယ်အဲ့တော့ ARV တရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြခဲ့ပြီညောင်ကျူးကပ္ပစစခန်းသားက AA နဲ့ PDF တွေဘာထူးခြားသေးလဲဗျာညောင်ကျူးကိုကျွန်တော်အများနဲ့ပြောခဲ့ရတော့ညောင်ကျူးကတော့သူလဲမတူကိုလဲမတူ ਨੇ ဟို ဘလိုခေါ်မလဲဆိုတော့စစ်ပြင်းရင်းရရထားတဲ့ပုံစံမျိုးသူကတွေ့ရတယ်။အဲကြောင့်မလို့ကျွန်တော်ကတော်တော်ပောက်ကွဲနေရရရှိတယ်။ညောင်ကျိုးကပြန်ယူမယ်ဆိုရနေပြီမယူဘူးတဲ့ဗျာဘသူကမယူခိုင်းလဲဆိုတော့ဘယ်ကမှမသိတဲ့အမိတ်ပေါ့ဗျာအဲ့ဒီပောက်ကရအမိတ်နေစင်းလာတာနော်ညောင်ကျိုးချင်းနေဟုတ်ညောင်ကျိုးပြောလို့ရှိရင်နောက်ထပ်ကျွန်တော်တို့အမ်ညောင်ကျိုးကလည်းဆက်တက်သွားမယ်ဆိုဘိုးထီတောင်ဘိုးထီတောင်မှလည်းဒီလိုပဲအကုန်လုံးရနေအကုန်လုံးတိမ့်လို့ရပြီးတဲ့အချိန်မှာမသိမ့်မဲနဲ့ ခင်ဗျားတို့အဲ့ဒီကယူးကြံကြောင်အမိန်နဲ့ဖရဲဒီအမိန်ကရောက်လာတယ်ဟဲ့ကောင်နေအပြည့်ရက်တယ်အဲ့လိုပဲကြောက်ပြူမှလည်းဒီလိုပဲကြောက်ပြူမှလည်းမင်းတက်တောင်ပြန်ရနေပြီးဟာကိုဟဲ့ကောင်နေအပြည့်ရက်ဆိုတဲ့ခါကျတော့ရန်သူကအချိန်ပြန်ရသွားပြန်အဲ့လုတ်အထက်ကနေလုတ်ရှင်တယ်လုတ်တဲ့ပုံစံမျိုးတွေဖြစ်နေအခု AOR ကိုပါကျွန်တော်ပြောရတော့မယ် AOR ပြကျွန်တော်မအားရနေလဲစိတ်ချမ်းသာနေရတာပြเนาะမကြခင်ကြောင်းနေပြန်ဖွင့်ရတော့မယ်မကြခင်ကလေးတွေအဆင်ပြေတော့မယ်ဟာလား EAR ဒီပေါ့မပြည့်စည်တော့ဘူးဆိုတော့ခန်းစားခြင်းနဲ့ကျွန်တော် EAR ကိုပျော်ရွှင်နေတာเนาะ တဘုံတွေလည်းဟိုဘယ်လိုခေါ်မလဲဆိုတော့အထီနာနေပြီတကယ်ကိုစော့လာအဲ့တော့အခုဘယ်လိုတွေဖြစ်နေဆိုတော့ခါကြတော့အေယာဝရီဒုတိုင်မှုကစက်မတိုက်ခိုင်းမှုလေအပြည့်ရခိုင်းတာလေဆိုတော့ဒါပါလောက်တာလေနော်အဲ့တော့ဟိုဖယဲဒီအမိန်ကကြကြလာတယ်လို့ကျွန်တော်အမြဲတမ်းပြောနေတယ်ဆိုတော့အဲ့တော့ဖယဲဒီအမိန်ကြလာအတွက်ကြောင့်မလို့နော်ကိုယ်တော်ဘုန်းကြီးထောင်ဝင်စာတွေ့ခွင့်မပေးသေးပါနဲ့ ဘယ်လိုလုပ်ထောင်ဝင်စာတွေ့ခင်ပေးမလဲဗျာအထောင်ထဲမှာမှမရှိတာနော်ဟဲ့လားချင်းဘက်ကလည်းတဲ့တင်းတင်းကြောက်လည်းတိတိန်ဟာခါကြသွားပြီလားကောင်မောင်အချင်းဘက်ကိုကျွန်တော်သိချလိုက်ဗန်မော်အချင်းနေပြောပြပါအောင်ကောင်မောင်အာဗန်မော်ကအချင်းနေကောင်းပါလေနော်အဗန်မော်ကတော့အဲကျွန်တော်ပြောနိုင်တာကတော့အဲဗမမာ လိုအပ်တဲ့စစ်အင်အားရောက်သွားတာတော့တွေ့ရတယ်။စစ်အင်အားဆိုတာမြေပြင်စစ်အင်အားတဲ့ဆာလို့ရှိရင်တကယ်ဒီ drone စစ်အင်အားကောင်းကောင်းရောက်သွားတဲ့အတွက်ကြောင့်မလို့ဗမာမှာ drone မောင်းအားတအားကောင်းတယ်။ drone အားကောင်းတဲ့အတွက်ကြောင့်မလို့ drone နဲ့အကုန်လုံးရင်ဆိုင်နေနေနေတယ်။အဲကြောင့်မလို့အမ်စီအာဖြစ်ကတော့ကိုယ့်ဘက်ကအသာကြီးပဲရှိပါတယ်နော်ဗမော်အချင်းနေတိတ်မကြခင်မှာမြေပြင်တက်တွေထိုးဖောက်နိုင်မယ်လို့တော့ကျွန်တော်တို့သုံးသပ်လို့ရတယ် အမှန်ဒီပြတ်ထိုးထောက်ထိုးဖောက်ဖို့ဆိုရင်ကျွန်တော်တို့စကိုင်းတိုင်းအင်းတော်ဘက်ကတက်ရမှာလေရှိရလေအင်းတော်ဘက်ကလည်းအခုတပုံလက်အောက်ရောက်နေတဲ့ခါကျတော့မြေပြင်တက်မြေပြင်ကလာလို့မရတော့ဘူးအဲဝေဟင်ကလည်းစင်းမှုအတွက်ကြောင့်လည်းတစ်ဖက်ကအခု drone စီကိုအသုံးပြုလာတဲ့အတွက်ကြောင့်မို့လို့မြေပြင်ကလည်းဝေဟင်ကလည်းစင်းလို့မရဘူးအဲဒီချိန်မှာအဓိကအားကိုးရမှာကတော့ဗမုံ ARE မြေချောင်းကနေပြီးတော့ဝင်ဖို့ရှိတယ်အဲဒီတလမ်းပဲရှိတယ်ဒီတလမ်းဖြစ်လာနိုင်မလို့ကျွန်တော်မျှော်လင့်တယ်ဘာကြောင့်လဲဆိုတော့ ဒီရေလမ်းမှာတခုတည်းရှိရရေလမ်းနဲ့စစ်ကြောင်းထိုးမယ်ဆိုပြတ်သားမှရမယ်မပြတ်သားလို့ရှိရင်တော့ခံရလိမ့်မယ်เนาะအဲ့တော့ပြပြသားသားလုပ်မယ်ဆိုရေကြောင်းအောင်မြင်ပါပါရေကြောင်းတခုရှိတယ်ရေကြောင်းကနေပြီးတော့စစ်ကူရဲ့စစ်တီတွေအားလုံးရောက်လာမယ်လို့ကျွန်တော်တို့ကျွန်တော်သုံးသပ်လို့ရတယ်ဗျာเนาะဘာမှအခြေအနေကောင်းပါတယ်ခင်ဗျเนาะရခိုင်တောင်ပိုင်းကိုပြန်သိမ်းမဲ့စီစဉ်မရှိဘူးလားကိုမောင်နဲ့ရခိုင်တောင်ပိုင်းဆိုတော့ဂွားလို့ဟလာတောင်ကုတ်လို့ထင်ပါရဲ့เนาะအာရခိုင်တောင်ပိုင်းကပြန်သိမ်းမယ်ဟေ့ဆိုလို့ရှိရင် သိမ်းလို့ရပြီ ဒါတိမ့်လို့ရပြီ။ဘာညာဆိုတော့စစ်တပ်မှာလည်းဆောင်းတော့ကျွန်တော်ပြောသလိုတပ်ပြေးတွေကိုတပ်ပြေးတွေကများတဲ့ခါကျတော့စစ်ပြေးတွေပေါ့နော်ခွင့်မဲ့တွေကများတဲ့ခါကျတော့စစ်တပ်ကလည်းရှိတဲ့အင်အားနဲ့ဆောင်းတော့လို့ပေါ့ဗျာနော်ဟိုခြေပြတ်တို့ဘာလို့လဲဟိုကိန်းဆောင်ခိုင်းတာလေကိန်းဆောင်ခိုင်းတာရှိတာပေါ့နော်ထို့တူပဲအေအေကလည်းဒါမျိုးရှင်ဆိုင်နေရတာပဲအေအေကအဲ့ဒီဂွားတို့နော်တောင်ကုတ်တို့မှာ တကယ်တမ်းဟိုရေဆိုင်နေတဲ့သူတွေကအဲ့လိုမျိုးအချိုးပဲ့ဂီလာနာတွေပဲနော်ဂီလာနာတွေပဲအဲ့လိုမျိုးစောင့်ခိုင်းတာဖြစ်တော့ဒီအချိန်မှသာနော်ဟိုတောင်ပိုင်းကနေပြီးတော့ရခိုင်တောင်ပိုင်းကနေပြီးတော့တက်ပြီးတင်းလိုက်မယ်ဟေ့ဆိုလို့ရှိရင်တော့အကုန်လုံးပြန်ရပါလေအကုန်လုံးပြန်ရတယ်အဲတို့ပါတော့လဲစစ်တက်ကတော့မသိသေးဘူးပေါ့ဗျာနော်တောင်ကုတ်ဆိုလို့ရှိရင်လုံးဝငြိမ်သွားပါပြီအဲတောင်ကုတ်တောင်ကုတ်တော့ဖြစ်ပါလေကွာကွာကွာဘက်ဆက်စင်းလာရင်ကျွန်တော်တို့ကဒီ ARV ဘက်ကိုရောက်မယ်နော် ARV ဆိုတာချောင်းသာတို့နော် ရွှေတောင်ရံတို့ဘာလို့ပဲရောက်မယ်နော်အဲဘောမီတို့နော်အဲ့တော့အဲ့ဒီဘက်ချမ်းကနေပြီးတော့ဆက်တက်သွားမယ်ဟိဆိုတက်တာအခြေအနေကောင်းတယ်နော်တက်တာအမအေးစစ်စစ်ပဲအဲ့ဒီမှာရှိနေတဲ့ PDF တွေပေါ့နော် PDF တွေတော့မှအယောက်60လောက်ကအလင်းဝင်တဲ့သူကဝင်နော်တည်တဲ့သူကတည်ထွက်ပြေးတဲ့သူကပြေးနေရတဲ့ပုံစံမျိုးတွေဖြစ်တဲ့အတွက်ကြောင့်တက်ကမထွက်တာထွက်မတိုက်တာပါနော်တက်ကတက်သိမ့်မယ်ဟေးဆိုရင်ကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းကိုကောင်းကောင်းရပါတယ်နော် ရခိုင်မှာဆုံးရှုံးသွားတဲ့မြို့တွေကိုရေရှည်မှာတက်မလို့ကပြန်သိမ့်ပိုက်နိုင်သလားဆိုတဲ့ခါကြတော့ရခိုင်ကပြောရမယ်ဆိုရှင်လက်ခုပ်ထဲကရေပါခင်ဗျားတို့ရဲ့ဒီပေါ်တော့ဒီဥမင်းအွန်လိုင်းမပြတ်သားတာပဲရှိပါလားလက်ခုပ်ထဲကရေချင်းပြည်နယ်ပြန်ရဖို့ခက်ခဲတယ်နော်ရှမ်းမြောက်ပြန်ရဖို့ခက်ခဲတယ်ကရင်ပြည်နယ်ပြန်ရဖို့ခက်ခဲတယ်ရခိုင်ကလိုချင်ချက်ချင်းပြန်ရတယ်အစတည်းကလည်းမကြဘူး နော်ရခိုင်ကတက်မတော်ရဲ့ထိုးစစ်ကိုရင်ဆိုင်မှုမပြောနဲ့အခုအာစာသာနော်ဟိုဘယ်လိုကမလို့ဆိုထောက်ပတ်မှုကောင်းကောင်းနဲ့အနောက်မှာရှိနေတော့မှပဲရခိုင်ပြည်နယ်မြောက်ပိုင်းကအာစာလက်ထဲကိုလုံးဝရောက်တယ်။ဘာလို့လဲဆိုရခိုင်ပြည်နယ်ရဲ့ဒီနက်မြက်တကြောနက်မြက်တကြောသူတို့မကာကွယ်နိုင်ဘူး။မြောက်ပိုင်းတကြောသူတို့မကာကွယ်နိုင်ဘူး။နော်မြောက်ပိုင်းဆိုရင်ဘင်္ဂလားဒေ့ရှ်ကငုံလာတာအိုက်ဘတ်ကလည်းဝင်လို့ရတယ်။အဲ့တော့အာစာကိုဒီပေါ့ဘင်္ဂလားဒေ့ရှ်ကမထိန်းထားဘူးဆိုလို့ရှိရင်ရခိုင်ပြည်နယ်မြောက်ပိုင်းကအာစာလက်အောက်ကိုကြောက်ရောက်သွားနိုင်တယ်။ စစ်တပ်မပြောသေးဘူးเนาะရခိုင်ကပွင့်နေတော့အေးအေးကဘာအဆင်မှမရှိဘူးအဓိကကခမရတို့ရဲ့ဒီကာချုပ်ကိုတိုင်းကပေးနေတာအဲ့တော့ရခိုင်ပြည်နယ်ပြန်ရမလားမမေးနဲ့ရခိုင်ပြည်နယ်ကြိုက်တဲ့ချိန်ပြန်ယူလို့ရတယ်เนาะဟိုလူမဖြစ်အောင်လည်းလုပ်ပိုက်လို့ရတယ်ဆိုလိုချင်တာလူမဖြစ်အောင်ဆိုတာကြာရှုံးပြည်နယ်ဖြစ်အောင်လုပ်ပိုက်လို့ရတယ်ရခိုင်ပြည်နယ်ကတကယ်ပင်လယ်ထဲကပဲနေတိုင်းထူဆန်းပါဗျာဘယ်သူမှလူပွဲတော်မှာကျင်းပလို့မရဘူးဒီမျိုးကြီးတို့ကမှနေပြီးတော့တခါလဲအများအားပုံချိုးပုံခုချင်းတည်းမှာနေအောင်လုပ်ပိုက်လို့ရတယ် ဒါပေမဲ့လည်းမလုပ်ဘူးတန်တွဲကနေတက်လဲရတယ်နော်ရခိုင်ပြည်နယ်ကဘဲကတက်တက်ဝင်ပေါက်ကြီးပဲအဲ့ဒါကိုလေအေးအေးကအဲ့ဒါကိုခုခံနိုင်တဲ့စွမ်းရည်မရှိဘူးအဲ့ဒါကိုခင်ဗျားတို့ရဲ့ဒီအဲဘလော့ခ်ဟောင်းနဲ့မီဒီယာကြီးပေါ့ဗျာနော်မီဒီယာကြီးနဲ့သူ့မိန်းမနဲ့ညံနေတဲ့အတွက်ကြောင့်မလို့တာနော်ရခိုင်ကိုပြန်သိမ်းနိုင်မလားလို့မမေးနဲ့ဒီလိုလုပ်သိမ်းလို့ရချင်းပြည်နယ်အောင်တင်ရန်ခတ်သေးတယ်နော်သိစရာမလိုဘူးတဲ့တပေါ့ပြည့်ပြတ်သွားရင်အချိန်မေးကြည့်လို့ရတယ် ဟလာရခိုင်ရခိုင်ကမြို့တွေပြန်ရနိုင်သလားဆိုလို့ရှိရင်ကျွန်တော်အဖွာအသက်80ရှိပြီအသက်80ကျော်ပြီနော်အခုတော့သုံးသွားပါအဲအသက်80ကျော်တိုက်ရင်တော့မရခိုင်ကောင်းကောင်းနိုင်တယ်နော်ချက်ချင်းပြန်သိမ်းလို့ရဟုတ်ပြီဘောရဟုတ်ပြီဟလာအဲ့တော့အဲ့လေတနိုင်ငံလုံးကိုညွာဒီမတ်ဆိုတဲ့ မြန်မာပြည်မှာဆိုဟုတ်တယ်ကျွန်တော်ကိုအဲစစ်တပ်ကဖမ်းနေလောက်ပြီပေါ့လေဟုတ်လားစစ်တပ်ဖမ်းတာမဖမ်းတာကျွန်တော်မသိချင်ဘူးကျွန်တော်သိချင်တာကတော့ကျွန်တော်အမှန်တရားကိုပြောမယ်နော်အရှိကိုရှင်းတိုင်းပြောမှာအဲ့ဒါတော့အမှန်ပဲအဲ့တော့အဲ့ဒါကတော့ရခိုင်ပြည်နယ်ရဲ့အခြေပေါ့နော်အခြေအနေอืมနော်အခြေအနေကအခြေအနေကဒီကဲ့သို့ဒီချမ်းသာရှိရပါဗျာနော်အနေနဲ့ခလာစံကားကြောင့်လည်းပြောပြပါအဲ့နောက်ထပ်ကျွန်တော်ကိုအဲဒါကတော့ပြစ်စာသဘောမျိုးပါပဲကျွန်တော်ကိုယ်တိုင်လည်းအတီးပြုတ်ကိုကြိုးစားအောင်ပါပါ ဒါမဲ့လည်းတောင်းဆိုမှုရှိတဲ့အတွက်ကြောင့်မကျွန်တော်ပြောမယ်နော်တောင်းခရိုင်ထန်းတပင်မြို့နယ်နတ်ရွာကြီးရွာမှာအုတ်ကြီးကတဲ့သူ့နာမည်ကဥခွန်ဘောနီရဲ့နော် PDF တွေနဲ့ပေါင်းပြီးအခွန်ကောက်နေတယ်တဲ့နော်ထွန်ဆက်ကုံစုံဆိုင်အရက်ဆိုင်ရက်ွက်တဲကကြိဝိုင်းဘာဝိုင်းညာဝိုင်းနဲ့အာလုံးကနော်ဖဲဝိုင်းအုတ်ကြီးနဲ့ပေါင်းပြီးအကုန်လုံးလို့ရပါသည်တဲ့အဲဒါလေးကတော့ပြစ်စာပုံပြပါမယ်နော်အဲ့ဒါလေးကကျွန်တော်အဲကြားသိရတယ်ပေါ့ဗျာနော်ဟုတ်လား အဲ့တော့နောက်ထပ်ပြောစရာတဲ့သတင်းတွေရှိသေးတယ်ဒီနေ့အဓိကကျွန်တော်နေပြောချင်တာကိုကြီးမင်္ဂလာပါရှင်းတယ်ဟုတ်လားဘဘကြီးကိုလွတ်ထားပေးကြမှာပြောပါနော်အေးတခုရှိတယ်ဘဘကြီးကလည်းသူစူးစမ်းနိုင်တာသူစူးစမ်းတယ်ဘဘကြီးကလည်းသူ့ကိုအပြစ်တင်ရအောင်လေအောက်ခြေကလည်းမှန်သလားဆိုတဲ့ခါကျအောက်ခြေကလည်းစောရလို့ပေါ့ခလာ55လို့မျိုးနော်ဟိုကျွန်တော်ဒါကတော့အထောက်ထားနဲ့ကျွန်တော်တို့ကသွားတွေ့ရလို့ပါနော်အထောက်ထားနဲ့သွားတွေ့ရလို့အဲ့တော့တိုင်းအဆင့်ကိုက ဒီကိစ္စမှာပူပေါင်းပါဝင်ပတ်သက်နေတဲ့ပုံစံမျိုးဖြစ်သွားတယ်ခဒီစီပြေးရဲ့ကိစ္စဗျာအထက်ကတည်တယ်အရေးယူရမယ်မဟုတ်လားအရေးမယူဘဲနဲ့အတုတ်လိုက်ခွဲတင်တဲ့ပုံစံမျိုးတွေလောက်လာတယ်ဟောအဲ့တော့အဓိကဘာလဲဆိုတော့အောက်ခြေမှာအကောင်းတွေကစစ်ပြေးဖြစ်ပြီးတော့လုံးဝမပြေးနိုင်တဲ့ဒီပေါ့နော်အကျိုးအပဲ့တွေကအကျိုးအပဲ့အောင်ဖြစ်ပါလေကျွန်တော်တို့ဒီ EA တွေကပေါ့နော် EA တွေကပြန်ပြီးတော့ကင်းဆောင်ပြီးတိုက်ပွဲဝင်နေရတယ်အသက်ကြီးရွယ်တွေတိုက်ပွဲပြန်ဝင်နေရဆိုတဲ့ခါကျတော့မပြေးနိုင်တဲ့သူပဲကြံတဲ့ပုံစံမျိုးဖြစ်နေတယ် အဲ့တော့ဘဘကြီးကိုအပြစ်တင်မယ်ဟေးဆိုလို့ရှိရင်လည်းအောက်ခြေတက်ရင်မှုတွေကိုလည်းအပြစ်တင်ဖို့မမေ့ရဘူးဗျာဒါစစ်တပ်မှာတရားဝင်ထွက်ခွင့်ကဘယ်နှစ်တာဝန်ထမ်းဆောင်ပြီးပေးရလဲအာဒါတော့ဒီစာချုပ်မျိုးမျိုးရှိတယ်ဗျာနော်ပတ်စတွေက2နှစ်လို့ကြားသိရတယ်အေးရေးပေါ်ဆိုရင်9နှစ်လို့ကြားသိရတယ်နော်အဲတချို့ထောင်ထဲကနေပြန်ဝင်တဲ့သူတွေကြတော့တစ်နှစ်စာချုပ်ရှိတယ်နှစ်နှစ်စာချုပ်ရှိတယ်သုံးနှစ်စာချုပ်ရှိတယ်9နှစ်စာချုပ်ရှိပါတယ် မင်္ဂလာပါကောင်မအပိနေတဲ့တတိပါဟုတ်ကဲ့ပါနော်ဒီခိုင်မီနေမှာရွေးကောက်ပွဲဖြစ်လာနိုင်တဲ့ကောင်မသုံးသက်ချက်လေးနားဆင်ပြရစီဗျာရခိုင်ဒီမှာရွေးကောက်ပွဲဖြစ်လာနိုင်တယ်လားဆိုတော့စစ်တွေရွေးကောက်ပွဲဖြစ်နိုင်တယ်ဖြစ်မယ်ရစ်စစ်တွေရွေးကောက်ပွဲလုံးဝဖြစ်မယ်ကြောက်ဖြူရွေးကောက်ပွဲဖြစ်မယ်နော်မန်အောင်ကျွန်းရွေးကောက်ပွဲဖြစ်မယ်အဲ့တော့ရွေးကောက်ပွဲကဒီမြန်မာပြည်ပေါ့နော်ရန်ကုန်မှာဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့ရခိုင်ဒီမှာတော့လုံးဝဖြစ်တယ်နော်ဥမာဖြစ်တာဥမာရှင်ပြတာပါရန်ကုန်မြို့တော်မှာပဲကြောက်ဖြူတော့မလုံးကြဘူး ရွေးကောက်ပွဲနဲ့ပတ်သက်လာရန်ကုန်မြို့တော်မှာပဲကျွန်တော်တို့စစ်တွေတော့မလုံခြုံဘူးအလုံခြုံဆုံးနဲ့နေလို့အကောင်းဆုံးနေရာလက်ရှိအချိန်မှာဆိုလို့ရှိရင်เนาะမဲရွေးချယ်လို့မဲရွေးဖို့အကောင်းဆုံးမဲဆွဲဖို့အကောင်းဆုံးနေရာကစစ်တွေရဲ့ကြောက်ဖြူရဲ့မအောင်ကျိုးရဲ့ပါနော်အဲ့တော့ရဟန်းမြင်းနဲ့မှာရွေးကောက်ပွဲဖြစ်မလားတော့မမင်းနဲ့ရွေးကောက်ပွဲလုံးဝဖြစ်ပါတယ်နော်ကင်းရင်ဒီနေမှာဖြစ်နိုင်လားအင်းဒီနေမှာသွားလို့လို့ပဲရမလဲဘူးဗျာနော်ဒါမျိုးတော့ဒီ ျွန်တော်တို့ Lycor မှာတော့ဖြစ်နိုင်ပါတယ်เนาะ Lycor တို့ဖြစ်နိုင်ပါတယ်เนาะဖြစ်နိုင်တဲ့နေရာတွေအများကြီးရှိပါတယ်ဟုတ်ပြီเนาะ AA ကိုကြောက်ရအောင်နဲ့ AA ကိုဘာမှတ်လို့လဲတဲ့ AA ကိုပညာပေးထားတာတဲ့ရခိုင်တွေ AA တန်းခံနိုင်လားစောင့်ကြည့်နေတာတဲ့အခုဆိုရခိုင်မှာမူရစ်စေဝါတွေပေါ်တယ်တဲ့ရခိုင်မတွေတံမိုးကြလာတယ်တဲ့နောက်ဆိုရခိုင်မတွေကောင်းမွန်ကြီးပါဗျာเนาะ ထာဝရ6လဘဘကြီးနော်အဲ့တော့